စီအိုစုရဲ့စစ်လေရင်ပြန်တဲ့ရဟတ်ရင်20နီးပါးဟာတော်လန်အင်အားစုတွေကြောင့်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့တမတာယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။အေဘီလာအတွင်သတင်းဌာနတစ်ခုနဲ့တွေ့ဆုံမေးမြန်းကမ်းမှာပြောကြားလိုက်တာပဲဖြစ်ပါတယ်။လေရင်ပြည့်လက်နက်မှာနေရာအခက်အခဲရှိတဲ့တချို့နေရာတွေမှာပြစ်နိုင်တယ်လို့အတော်များများမကာကွယ်နိုင်ခဲ့ဘူး။နောက်တစ်ခုကမြန်မာနိုင်ငံကအခြေကြီးပဲစီအိုစုလေရင်ပြန်တွေကတနင်္ဂနွေလုံးအနှံ့ပြန်တန်းနေကျွန်တော်တို့ ခုခံနိုင်တဲ့လက်နက်ကတနေရာနဲ့တနေရာပို့ဆောင်ဖို့အခက်အခဲရှိသလိုအကန့်အသတ်လည်းရှိတယ်။စည်ရင်အတီးကြတော့မဟုတ်ပေမဲ့စစ်လေးရင်ပြန်၈ဆင်းနဲ့ရဟယင်၁၀ဆင်းကျော်လောက်ရှိတယ်။စုစုပေါင်း၂၀နီးပါးလောက်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကြောင့်ထိခိုက်ပျက်စီးသွားခဲ့တာရှိတယ်။တချို့ကလုံးဝပြတ်သွားတာရှိတယ်။အဲ့ဒါကိုကြည်ချင်းအဖြစ်အထိုင်လျောက်ခုခံကာကွယ်နိုင်တာရှိတယ်လို့အမတာယုံရဲ့ပြောရဆိုခွင့်ရှိသူဦးကျော်စောကပြောပါရတယ်။ အချမ်းဘတ်စီအိုစုရဲ့လေချောင်းရံကိုလူတို့အားကြိုတင်ကာကွယ်အသိပေးရန်စူးစမ်းနေပြီးနိုင်ငံတကာမှလည်းစီအိုစုထံလေရင်စီများတင်ပို့ရောင်းချမှုကိုပိတ်ပင်တားဆီးဖို့ကြိုးပမ်းနေတယ်လို့တမတာရုံးရဲ့ပြောဆိုခွင့်ရှိသူကဆိုပါတယ်။2025ခုနှစ်အတွက်ရွေးချယ်ချင်းမြင့်နဲ့16ကြိမ်မြောက်ပြည်သူ့ဂုံရီစုကိုဒေါအောင်ဆန်းစုကြည်အားရွေးချယ်ဂုံပြုလိုက်ကြောင်းစုရွေးချယ်ရေးအဖွဲ့ကယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။ လူတို့ခေါင်းဆောင်ဖြစ်သလိုမတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတူဖြစ်တဲ့ဒေါ်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီဌာနခွဲအသီးသီးမှရှိတဲ့အဖွဲ့သားများမှ ရိုသေလေးစားတန်မိုးထားပြီးဂုံယူဝင်ကြွားစွာနဲ့ဂုံပြုပါကြောင်းအတိပေးကြေညာလိုက်တယ်လို့ဖော်ပြထားပါတယ်။၁၆ကြိမ်မြောက်ပြည်သူ့ဂုံရီစုဂုံယူပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စု တက်ဆက်ဌာနကွဲဟူစတန်မြို့မှာလာမယ့်မေလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးဂုံမြူဝဲအစီအစဉ်တွေကိုထပ်မံကြေညာအသိပေးသွားမယ်လို့သိရပါတယ်။အမေရိကန်နဲ့နိုင်ငံတကာရောက်မြန်မာပြည်ပွားများက2010ပြည်နှစ်ကစပြီးနှစ်စဉ်ရွေးချယ်ချင်းမြင့်တဲ့ပြည်သူ့ဂုံယီစုအား2024ခုနှစ်၌ຫນွေဥတော်လန်ရေးမှပါဝင်နေတဲ့လူငယ်များရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုများ2023ခုနှစ်မှာ ပြည်သူ့တမ်းအမှတ်ကြီးဦးကျော်မိုးထွန်း၂020ခုနှစ်၌ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့ကရရှိခဲ့ကြပါသည်။မကွေးတိုင်းငဖဲမြို့နယ်အတွင်းဇန်နဝါရီလကနေ AB လအထိတိုက်ပွဲပေါင်း23ကြိမ်ဖြစ်ပွားခဲ့ရမှာစစ်ကောင်စီရဲ့ဘက်ကဗိုလ်မှူးတီဟအောင်အပါအဝင်63ဦးသေဆုံးခဲ့ကောင်ဘိုးကြီးအောင်ငင်းချံဘိုးကြီးတင်ကိုထက်အပါ78ဦးကိုအရှင်ဖန်းစီရမိကြကြောင်းလူတို့တော်လန်ရေးမဟာမိတ်အင်အားစု PRA မကွေးကထုတ်ပြန်ပါတယ် ဖေဖော်ဝါရီလ25ရက်နေ့မှာနယ်ရီကန်အနီးမှာရှိတဲ့စင်ကိုနာချန်ကိုကင်းမုံဝတ်လာတဲ့အင်အား20ခန်းရှိစစ်ကောင်စီတပ်ကိုတိုက်ခိုက်ခြင်းဖေဖော်ဝါရီ28ရက်နေ့နယ်ရီကန်ဘျူဟာကုန်းကဆင်းလာတဲ့အင်အား60ခန်းပါစစ်ကြောင်းကိုကြားပြတိုက်ခိုက်ခြင်းမလ28ရက်နေ့မှာပဇီကျေးရွာကလှိုင်လင်းကျေးရွာတို့တက်လာတဲ့အင်အား40ခန်းပါစစ်ကြောင်းကိုလှိုင်ကျေးရွာအနီးလမ်းကြားထဲမှာကြပြတ်တက်ခိုက်ခြင်းမလ30ရက်နေ့မှာလဲမင်းဘူးခရင်အမှတ်1တရင်နဲ့ပူပေါင်းပြီးပသိမ်မုံရွာလမ်းပိုင်းက ပဒံမျိုးဝင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲတွေကို PIA မကွေးနေပူးပေါင်းတပ်တွေကအတူဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာလည်း PIA မကွေးအနေနဲ့မဟာမိတ်တော်လိုင်းအပွဲများနဲ့အတူပူးပေါင်းပြီးအမ်ဘဒန်စစ်စင်ရေး၌ပါဝင်ဆောင်ရွက်နေက စစ်နေဝန်ချက်ထွင်လှုပ်ရှားနိုင်ရေးအကောင့်တွေပေါ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးကစစ်စင်ရေးပေါ်ဆောင်နေတဲ့ငပင်းမြို့နယ်ဟာတောင်ကုန်းတောင်တန်းပေါ်များပြီးမြို့နယ်အနောက်ဘက်ခြမ်းမှာရခိုင်ယူမနဲ့ဆက်ဆက်နေပြီးရခိုင်ပြည်နယ်အမ်းမြို့နယ်မကွေးတိုင်းရှိမင်းဘူးမင်းလှစီတုတ်တရာမြို့များနဲ့လည်းနေနမိတ်ချင်းထိစပ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတရုတ်ရဲ့ PRP ဂျာဝင်စစ်ဆင်မှုကြောင့်စစ်ကောင်စီတပ်များဟာမြို့တွင်းသို့ဝင်ရောက်လာတော့လေအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခပြန်လည်ဖြစ်ပေါ်လာရန်မရှိကြောင်းဒေသခံများအပြင်စစ်ကောင်စီနှင့်နေဆက်သူအချို့ထံမှသိရပါသည်လာရှုမြို့ကိုကိုကန်တမတော် MNDA ကထိန်းချုပ်ထားရကပြီးခဲ့တဲ့ AP 18ရက်နေ့ကစပြီးပြန်လည်ဆုတ်ခွာပေးခဲ့ကစစ်ကောင်စီတပ်များဟာရင်တန်းများဖြင့်ဝင်ရောက်လာခဲ့ပြီးဝင်ရောက်နေထိုင်နေကြကြောင်းသိရပါတယ် ကြရသလောက်ရမခစစ်ဌာနချုပ်ကိုလာရှိုးပြန်မထားတော့ဘူးနောက်ဆိုပြီးတော့ထားမယ်လို့ထင်တယ်အရင်ကတော့တန်ရန်ဘက်မှာလူပြန်စုထားတယ်လို့ဆိုတယ်စစ်ကောင်စီကမြမအယူအယရှုံးပြီးတဲ့နေရာတစ်ခုမှာရမခကိုပြန်မထားခြင်းတဲ့သဘောဖြစ်နိုင်တယ်လို့တိုင်းစစ်ဌာနချုပ်ဟာလည်းခံတပ်ကြီးတစ်ခုလိုတိဆောက်ထားခြင်းမဟုတ်ပဲအမိန်ပေးရေးစစ်ဌာနချုပ်ပင်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။ဒါအပြင်မြို့ထဲမှာရှိတဲ့ဌာနဆိုင်ရာယုံများကလည်းစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်မှုအပြင်တိုက်ပွဲတွေကြောင်းထိခိုက်ပျက်စီးမှုများရှိပြီးအသုံးပြုမရတော့တဲ့အပြင်ခြုံနှွေများပါထူထပ်နေတယ်လို့သိရပါတယ်။ဌာနဆိုင်ရာယုံတွေလည်းစစ်ကောင်စီပြန်ထိုင်နိုင်မဲ့အခြေအနေမျိုးမရှိသေးဘူးသူတို့လူတွေတော့ရောက်နေပြီဒါပေမဲ့သူတို့ပြင်ဆင်ရမှာတွေအများကြီးရှိတယ်လို့ဒေသခံတွေကဆိုပါတယ် လက်ရှိမှာလာရှိုးမြို့အတွင်းသို့စစ်ကောင်စီတပ်များနဲ့အုပ်ချုပ်ရေးပွဲများရောက်ရှိနေတဲ့ဆိုတဲ့အနေအထားမျိုးပင်ရှိနေတယ်လို့တပတ်မှလည်းတရုတ်အစိုးရကူကန်တက်နဲ့စစ်ကောင်စီတပ်တို့သုံးပွင့်ဆိုင်ဆွေးနွေးနေစေဖြစ်ပါတယ်။အီယာရီတိုင်းပသိမ်မြို့နယ်မှာရှိတဲ့စစ်ဘက်ဆိုင်ရာရုံးများမှာစစ်ကောင်စီကခံစစ်အခိုင်အမာ ပြင်ဆင်နေပြီးဘန်ကာများဆောက်လုပ်နေတယ်လို့သိရပါတယ်။ပသိမ်မြို့နယ်တိုင်းအစိုးရရုံးရဲစခန်းများတိုင်ရင်းများမှာဘန်ကာကရုတ်ချင်းများကိုအေဘီလအတွင်ကအခိုင်အမာဆောက်လုပ်နေကြောင်းဆိုပါတယ်။ ပသိမ်မြို့ပေါ်ကိုဂျက်ဖိုက်တာတွေရောဝိုင်တွဲတွေနဲ့ပါတနေ့ကို၄၅၆ချိန်လောက်ကင်းပတ်ပြန်နေတာညာဘက်တွေဆိုလဲစစ်ကားတွေနဲ့ကင်းပတ်တာရှိတယ်။ပသိမ်ပလာခကနေလေရင်ပြန်တက်မှုကတနေ့ကို၄၅ချိန်တက်မနေရှိတယ်လို့ဆိုပါတယ်။ကရုတ်ကျင်းများနဲ့ဘန်ကားတွေကိုပသိမ်မြို့လမ်းစုံလမ်းကွာနေရာအချို့နဲ့တိုင်းတရားယုံအီယာရွှေဝါခမ်းမတို့မှာတဲအိတ်ဘန်ကားများကပြီးအုတ်ဖြင့်နှစ်ထပ်ဘန်ကားများကိုလည်းအခိုင်အမာ ဆောက်လုပ်ထားကခံစစ်ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရေစကန်တစ်ခုစီမှာဘန်ကား၅ခုတက်မနေဆောက်ပြီးတော့ကရုတ်ချင်းတွေပါအတူပြီးကန်နာရေကင်းစကန်တစ်ခုမှာဘန်ကား၅ခုတက်မနေဆောက်လို့ပြင်ဆင်နေလျက်ရှိတယ်လို့သိရပါတယ်။အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်စကားထ6ရွှေမြင်မှာ AB 22ရက်နေ့မနေ့ပိုင်းကစစ်မှုထမ်းတပ်သားတတိအတက်စစ်အခြေခံတင်တန်းဖွင့်ပြုလုပ်ခဲ့ပြီးတလတာတင်တန်းပေးသွားကြောင်းလည်းသိရပါတယ်။စစ်မှုထမ်းတင်တန်းသားတစ်များကိုပသိမ်တပ်များမှကြာရှည်မထားဘဲရက်တိုတင်တန်းပေးကရှည်တန်းပို့ဆောင်နေတဲ့အတွက် ထွက်ပြေးသူများနဲ့တေဆုံးသူများများပြားနေလျက်ရှိတယ်လို့ AR တိုင်းသတင်းဌာနများကပြောကြပါဗျ။စကိုင်းတိုင်းဒီဘင်းရင်မြို့နယ်လက်လုတ်တောင်ရွာကအချမ်းဘတ်စစ်တပ်ကလီရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်အသက်73နှစ်အရွယ်မတ်ဂျေဟုအပါအဝင် ပြည်သူ၅ဦးတေဆုံးခဲ့ကြောင်းဒီဘင်းရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ AB 23ရက်နေ့မနက်09:40မိနစ်ခန့်မှာဒီပင်းရင်မြို့နယ်လက်လုတ်တောင်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကငလျင်ဘေးပြီးတဲ့နောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်မယက်မနာပြုလုပ်လာတာပါ အဲ့ဒီလိုလေကျောင်းတိုက်ခိုက်မှုတွေအများစုအားလည်းတသနိကအဆောက်အုံဖြစ်တဲ့ဖျားចောင်းကန်နဲ့ပြည်သူတွေတီးတဲ့နေထိုင်တဲ့နေရာတွေကိုအဓိကကျဲတာတွေ့ရတယ်။ဒါကြောင့်စစ်ကောင်စီကရွေချက်ရှိရှိအပြစ်မဲ့ပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဆိုတာတိတာထင်ရှားပါတယ်။ဒီလိုစစ်ကောင်စီရဲ့တိတာထင်ရှားတဲ့စစ်ရာဇဝတ်မှုလူမဆန်မှုတွေကိုနိုင်ငံတကာကထိရောက်တဲ့ရေးရုံမှုတွေရှုံချမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ဒီပန်းရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီက AB 2ရက်နေ့ကနေ AB 22ရက်နေ့အထိ ပထမအကြိမ်ယာယီအပြည့်အခက်ရက်စဲကြောင်းကျင်းညာခဲ့ပြီးရမန်နီကလေ AB 23ရက်နေ့ကနေ AB 30ရက်နေ့အထိ9ရက်တာဒုတိယအကြိမ်အပြည့်အခက်ရက်စဲတယ်လို့ထုတ်ပြန်ကျင်းညာပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုများထပ်မံကျူးလွန်လာခြင်းဖြစ်ပါတယ်။ ဧပြီလအတွင်းပထမအကြိမ်ယာယီအပြည့်ခတ်ရက်စဲစဉ်ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင်းပြည်သူ160ဦးသေဆုံးခဲ့ပါတယ်။ဘကိုးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းမမှာရှိတဲ့ကျေးရွာများမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝန်ရောက်တိုက်ခိုက်ခဲ့ရကစစ်တပ်ဘက်က10ဦးသေဆုံးခဲ့တယ်လို့တာယာဝတီခရိုင် PD ရဲ့တင်ရင်ကဆိုပါတယ်။ဧပြီ22ရက်နေ့မနက်7:30မိနစ်ခန့်ကရန်ကုန်ပြည်လမ်းမကြီးဝအများကိုလူငယ်များအပေါ်တာဆွေးရန်လာတဲ့အကြမ်းဖက်စစ်တပ်ကို 53မြမထမင်းဆိုင်မှာထမင်းစားနေစဉ်တာယာဝရီခရိုင်တရင်3800နှစ်တက်ခွဲနေရဲဘော်တွေကရှောင်းတခွင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာဂျမ်ဘတ်စစ်ကောင်စီတသား၈ဦးသေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မွန်းလွယ်2:15မိနစ်ခန့်မှာဂျမ်ဘတ်စစ်တက MI-35 ရဟတ်ယာဉ်နဲ့ရုံးမအဆက်မှာရှိတဲ့ပြည်သူများနေထိုင်တဲ့ကြီးရွာများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။53ထမင်းဆိုင်အပြင်မှာစောင့်နေတဲ့ပြူစော်လေးနှစ်ကောင်ကိုကျွန်တော်ပြစ်ထားမြင်တော့ ။ထမင်းစားနေတဲ့စစ်ကောင်စီတက်တဲ့ပြူစောထီတွေကဆိုင်ကယ်တွေပေါ်တက်ပြီးတော့ဖယူဖယဲနဲ့အတင်းထွက်ပြေးတာအပြင်မှာရက်ထားတဲ့သူတို့ဆိုင်ကယ်တွေအပြင်ပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုပါကြုံရတက်မောင်းပြေးတာကျွန်တော်တို့လိုက်ပြတော့တချို့ပြူစောထီတွေကကိုင်းပြင်ကြီးတံတားအောက်မှာချောင်းထဲကိုပြေးသွားတယ်နှစ်ကောင်ကတံတားအောက်မှာတည်တယ်ဒဏ်ရာရသွားတဲ့စစ်ကောင်စီနဲ့ပြူစောထီဆယ်ကောင်ကိုမင်းလာစေးုံပို့ထားတာ 6ကောင်ကတော့စီယုံရောက်မှထက်သေးသွားတယ်။အဲဒီနောက်ပိုင်းကျွန်တော်တို့နယ်မြေရှင်းလင်းရေးလုပ်ပါတယ်။တံတားမြောက်ဘက်ကစစ်ကူလာတဲ့စစ်ကောင်စီတပ်တွေကရန်တမ်းပစ်ခတ်ပြီးလက်နက်ကြီးတွေနဲ့ကျွန်တော်တို့ရှိတယ်ထင်တဲ့နေရာတွေကိုလှမ်းပစ်တယ်။တိုက်ပွဲဖြစ်ပြီးတော့မင်းလာတာစုံနဲ့စစ်ကွင်းတာစုံကိုပိတ်ပြီးရန်ကုန်ပြည်ကားလမ်းကိုကူတန်းသွားလာကြမပြုတ်တော့ပဲပိတ်ထားတယ်လို့ပါရဝတီခရိုင် PDF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ မာယော်ရီခရိုင်တရင်သုံးတော်ရှိရနဲ့တက်ခွဲနေတဲ့တက်ခွဲသုံးရဲဘော်တွေကနေမြေရှင်လင်းများလှုပ်ဆောင်နေပြီးဆက်လက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်းပြည်သူများအနေဖြင့်စစ်သားများအနီးတွာလာနေထိုင်မှုလုံးဝမပြုလို့ကြရန်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာနိုင်လို့အထုသတိထားကြဖို့အတွက်ထုတ်ပြန်ထားပါတယ်